အားလုံးပဲမင်္ဂလာပါ GSN ID နော်လေး channel ရနေကြိုးဆိုပါတယ်ကျွန်တော်ဒီနေ့ဆွေးနွေးမယ့်အကြောင်းကတော့ layer 2 KMZ ပြောင်းနေကြပါတယ် layer 2 KMZ ပြောင်းတာကိုကျွန်တော်တို့ S2 ပေါ်မှာရှိတဲ့ layer 2 KMZ tools နဲ့ကျွန်တော်တို့ပြောင်းมาဖြစ်ပါတယ်အဲ့တော့ဘာကြောင့် layer တွေကနေ KMZ file ကို ပြောင်းရတာလဲပေါ့ပြောင်းဖို့လိုအပ်တာလဲပေါ့ GSN ဆိုရဲဖြစ်တဲ့ Argis Argis Pro GGN ဒါတွေက GIS analyst တွေအတွက်ဖြစ်ပြီးတော့ပုံမှန် user တွေအတွက်ကတော့ တို့ Google App တို့ကျွန်တော်တို့ Google Map တို့အဲ mobile GPS application တွေဖြစ်တဲ့ Appine Quest တို့ဒီလိုမျိုး software တွေမှာသုံးများကြတယ်။ဒါကြောင့်ပုံမှန် user တွေအတွက်ပေါ့နော် GNS layer တွေကနေကျွန်တော်တို့ Google App တွေ Appine Quest တွေမှာကြည့်လို့ရအောင် format တစ်ခုပြောင်းဖို့လုပ်တယ်။ဒီ format ကတော့ကျွန်တော်တို့ KML KMZ format ဖြစ်ပါတယ်။ဒီ format ဒီ Google App တွေ Google Map တွေ NASA Worldwide စတဲ့တတိယ Glove software တွေမှာအသုံးပြုနိုင်တဲ့ ့ universal geographic format ဖြစ်ပါတယ်အဲ့တော့ဘယ်လို ပြောင်းလဲဆိုတာကိုကျွန်တော်တို့လက်တွေ့သုံးကြည့်အောင်အော် number 1အနေနဲ့ကျွန်တော်တို့ပြောင်းမဲ့ layer တွေပေါ့နော် layer ဒီမှာဆိုလို့ရှိရင်ကချင်ပြည်နယ်ရဲ့ schools တွေကိုကျွန်တော်ထည့်ထားတယ်ပြီးလို့ရှိရင်ဒီမှာ road ပေါ့နော် road ကချင်ပြည်နယ်ရဲ့ကျွန်တော်တို့ road တွေကျွန်တော်တို့ထည့်ထားတယ် define နေသည် GDP ပေါ့နော် GDP file fine geo database ဖြစ်ပါတယ်ဒီ fine geo database ကနေပြီးတော့ကျွန်တော်တို့ Google App တွေ Airbnb Quest တွေအသုံးပြုလို့ရတဲ့ KMM KMZ file ကိုကျွန်တော်တို့ပြောင်းมาဖြစ်ပါတယ်အဲ့တော့စပြီးပြောင်းမယ်ဆိုလို့ရှိရင်ကျွန်တော် Astrobot ကိုသွားမယ် Astrobot က conversion to ပြီးလို့ရှိရင် to KMM အဲ့တော့ layer to KMM ကို double click နှိပ်ပါမယ် Astrobot ကိုသုံးတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ stat editing ပေးလို့ရတယ် edit feature stat editing ပြီးရတဲ့ကျွန်တော် layer မှာ ရုပ်ကချင်ကိုကျွန်တော်ရေးမယ်ပြီးရတဲ့ output file ပေါ့ဘယ်နေရာမှာ output ထားမှာလဲပေါ့ output ထားမဲ့ file ကိုကျွန်တော်တို့ကဒီ conversion tool ထဲမှာ r o a d r o k a c h i n ကချင်ဆိုပြီးကျွန်တော်ထည့်လိုက်မယ်ပြီးရင် save ပေးလိုက်မယ်ဒီမှာ layer output scale ကို default အနေနဲ့ပေါ့နော် default အနေနဲ့သူက2500ပေါ့တခုခုကိုကျွန်တော်ထည့်လို့လိုပါတယ်ဒီမှာကျွန်တော်အဲ9000ထည့်လိုက်မယ်ပြီးရတဲ့ okay ပေးလိုက်ပါမယ် ဒါဆိုလို့ရှင်တော့တော့ layer 2 KMM လို့တဲ့ process ပြီးသွားပြီဖြစ်ပါတယ်။ row ပြီးသွားပြီဆိုတဲ့အချိန်ကျရင်ကျွန်တော်ဒီမှာ school ပေါ့နော် school တွေကျွန်တော်တို့ချိန်ကြည့်မယ်။ school မှာဆိုလို့ရှင်ကျွန်တော်တို့ကဒီမှာပေါ်နေတဲ့ symbology တွေအဲပြီးလို့ရှင်ဒီ label တွေက Google App မှာပေါ့နော်ပေါ်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီရဲ့ color လေးကိုအဖြူရောင်ပေါ့နော်အကြောင်းနာမည်လေးတို့အဖြူရောင်တို့၎င်းအဝါရောင်တို့၎င်းတစ်ခုပြောင်းလိုက်မယ်။ဒီမှာ symbology ကနေသွားမယ်။ label မှာအဝါရောင်လေးကျွန်တော်ချိန်လိုက်မယ်။ apply okay ပေးလိုက်ဒီမှာတော့ load တယ်မြင်ရမှာမဟုတ်ဘူးဒီမှာမြင်ကျင်တယ်ဆိုလို့ကျွန်တော်အောက်က Google slide map လေးကျွန်တော်တို့ခံလိုက်မယ်အဲ့တော့ကြောက်မယ်ဆိုလို့ရှင် astrobot ကိုသွားမယ် conversion to layer 2 kmm ဒီခါကျရင်ကျွန်တော်တို့ဒီမှာ school kitchen ကိုရေးမယ် save နေရသည် conversion to ထဲမှာကျွန်တော်တို့ school kitchen ပေါ့ s c h o o l school k a c h i n kitchen အဲ့ဒီမှာကျွန်တော်တို့9000ပေါ့နော် 5000ထည့်လိုက်မယ်ပြီးလို့ရှိရင် okay ပေးလိုက်မယ်ဒါဆိုလို့ရှိရင် layer 2 kmlan process ပြီးသွားပြီဖြစ်ပါတယ် close ပေးလိုက်မယ်ပြီးရင် save store editing ပေးလိုက်မယ်ဟုတ်ပြီအဲ့တော့ဒီဟာကိုကျွန်တော်တို့က kmz ပြောင်းပြီးသွားပြီဆိုလို့ရှိရင်ဒါ kmz ကို cross check အနေနဲ့ကျွန်တော် Google app မှာဖွင့်ကြည့်မယ်ပေါ့နော် Google app မှာဖွင့်ကြည့်မယ်အဲဒီမှာ route ကြည့်ရဲ school ရှိတယ်အဲ့တော့အရင်ဆုံးကျွန်တော် route ကို double click နဲ့ဖွင့်ကြည့်လိုက်မယ်ဒါဒီ ကျွန်တော်တို့လေယာနေမှာ KMZ ဖိုင်ကိုပြောင်းရတယ်ဒါလမ်းနေဖြစ်ပါတယ်လမ်းနေဖြစ်ပါတယ်အဲ့တော့ screw တွေကျွန်တော်တို့ထပ်ပြီးရောဖြန့်ကြည့်မယ်အဲ့တော့ screw ကိုတပည့် click နှိပ်လိုက်ပါမယ်အဲဒါဆိုတော့ကျွန်တော်ဒီမှာအဝါရောင်ပြောင်းထားတာဖြစ်တယ်ဖြစ်တယ်သူ့ရဲ့အဝါရောင်တင်ကြတာတွေလဲပြီးလို့ရှင်ဒီမှာစာတင်ကြောင်း စာတင်ကြောင်းနေပေါ့ဒါတွေအမှန်တမ်းသည်ကျွန်တော်တို့ Google App မှာ cross check နဲ့ပေါ့နော်ဟုတ်မဟုတ်ပေါ့နော်ဒီအကြောင်းတွေဟာရှိမရှိကျွန်တော်တို့ကြည့်လို့ရမှာဖြစ်ပါတယ်ဒီလိုနည်းနဲ့ GAN software တွေမှာအသုံးပြုတဲ့ shape file တွေဟို geo database တွေဒီလိုမျိုး layer တွေကနေမှာ KML KMZ file ကိုပြောင်းနိုင်ပါတယ်ဒီကျွန်တော်ရဲ့သင်ခန်းစာလေးကိုဟောနားမလည်ရရှိလို့ရှင်အဲ comment မှာမေးပြီးတော့မေးမြန်းနိုင်ပါတယ်အဲကျွန်တော်ရဲ့ဒီဒီသင်ကြားပို့ချမှုဒီမိတ်ဆွေတို့အတွက် အကျိုးရှိတယ်ဆိုလို့ရှိရင်အဲ like and share ပေးနိုင်ပါတယ်အဲဒီကျွန်တော်ရဲ့ဒီ channel လေးကိုလည်းအဲ subscribe ပေးဖို့အတွက်မေတ္တာရက်ခံလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ